ညွေရတီရောက်လာတာနဲ့ချမ်ပီနယ်တောင်ပိုင်းကျေးရွာအချို့မှာရေရှားပါမှုတန်ဆက်တင်ခန်းစားနေကြရပါတယ်။ရေရှားပါလာတာကြောင့်ဒေတာခန့်တွေ၊ကျမကြီးပြဿနာတွေလည်းကြုံတွေ့နေရပါတယ်။လက်ရှိပင်လောင်မြို့နယ်ကဝါလီထီပွား၊လင်းညာကျေးရွာတို့မှာရေရှားပါတဲ့ပြဿနာကြောင့်ချောင်းရည်ကိုအသုံးပြုရတဲ့အတွက်ဝင်းရှော်ဝင်းပြတ်တံနဲ့အရေးပြားရရတဲ့ပြဿနာတွေကြုံတွေ့နေရပါတယ်။ရေရှားပါရတဲ့ကြောင်းရင်းမှာတောင်ရသွဲတိတ်ပြင့်တွေခုတ်တံတွေတောမီရှို့တာတွေပုံမပြုတ်လောက်လာတာကြောင်းလို့ဒေတာခံကသုံးသပ်ထားပါတယ် လက်ရှိထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားပါဝင်နိုင်ငံသားတွေကိုစောင့်ကြည့်လေ့လာပြီးအဖန်စီနေစဉ်ဖြစ်ပွားနေပါတယ်။ဒါ့အပြင်ထိုင်းနိုင်ငံကိုတရားမဝင်တဲ့နီးနဲ့ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား14ယောက်ကိုလည်းဒီနေ့ကန်ချာနံဘူရီခရိုင်မှာဖမ်းဆီးမိခဲ့ပါတယ်။ထိုင်းအနာပိုင်တွေဖမ်းဆီးမိတဲ့မြန်မာနိုင်ငံသား14ယောက်ကိုနေဆက်ကနေတဆင်နေရပြန်ပို့မယ်လို့ထိုင်းအခြေဆိုင်သတင်းဌာနကဖော်ပြထားပါတယ်။ဖန်စီခံရတဲ့မြန်မာနိုင်ငံသား14ယောက်ကထိုင်းနိုင်ငံကိုအလုလုဖို့အတွက်ပွဲစားကိုတယောက်ဘတ်1000အထိပေးရတယ်လို့သိရပါတယ်။ ဖန်ဆီးခံရတဲ့သူတွေထဲမှာအမျိုးသား၁၂ယောက်နဲ့အမျိုးသမီး၂ယောက်လို့ဖော်ပြထားပါတယ်။တောင်ကြီးမြို့ပေါ်မှာအဝေးကလာနေပြီးအစီအမတိုင်ကြတဲ့သူတွေအနေနဲ့ဖန်ဆီးခံရတယ်လို့တန်ငွေတောင်းခွဲကနေ300ကျပ်အထိပေးဆောင်နေရတယ်လို့တည်ရပါတယ်။ဒါပြင်အစီအမတိုင်တဲ့လူငယ်အများစုကိုယုံခေါ်ဆောင်သွားပြီးစစ်ဆေးမြေမျက်နှာတွေလည်းပြုလုပ်တယ်လို့စစ်မှုထမ်းအဖြစ်ခေါ်ဆောင်မှာကိုလည်းဒေသခံလူငယ်တွေကစိုးရိမ်နေပါတယ်။ အခြားဒေသမှာတောင်ကြီးမြို့ကိုလုံလုံကင်တာဖြစ်စေနေထိုင်တဲ့လူငယ်တွေကိုလည်းစစ်မှုထမ်းရှောင်နေတာလားဆိုတဲ့စစ်စစ်မင်းမြန်တာမျိုးတွေလည်းရှိတဲ့အတွက်တိကျတဲ့အဖြေမပေးနိုင်ပါကဖမ်းဆီးရနိုင်တယ်လို့ဒေသခံလူငယ်ကဆိုပါတယ်စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာအစည်းအဝေးတိုင်ကြတာကိုဓပုံနဲ့တကွတင်ပြရပြီးလူငယ်တွေစစ်မှုထမ်းဖို့တကောင်စီရင်ကနေတဆင့်ခေါ်တဲ့ဆိုပေမဲ့တုံကြုံရေးအတွက်စိုးရိမ်မှုတွေရှိနေတယ်လို့ဒေတာခန့်တွေကပြောပါတယ်